ဟုတ်ကဲ့မင်္ဂလာပါရှင်အခုလက်ရှိဒီစစ်ကောင်စီထောက်ခံသူတွေကသတင်းသူသတင်းမှတွေဖြန့်ဝေနေတဲ့ကိစ္စနဲ့ပတ်သက်လို့ The Reflect ရဲ့တွေ့ရှိချက်တွေကဘယ်လိုရှိပါသလဲရှင်အဲ့ဒါကိုအရင်ဆုံးရှင်းပြပေးပါစစ်ကောင်စီ ဝါဒပြန် channel တွေရဲ့မတူညီတဲ့အကောင့်တွေများစွာနဲ့မှတ်ချက်ဝင်ပြတာစစ်ကောင်စီရဲ့လုံရက်ကိုဖုံးကွယ်ပြီးတော့တော်လရင်အင်အားစုတွေကပဲလှုပ်တယ်လို့အပြစ်လွှဲချပုံဖြတ်တာမျိုးတွေကအခုမှလှုပ်တာမဟုတ်ပါဘူးအရင်ကတည်းက social media ကလူသိများထင်ရှားသူတွေရဲ့အောက်မှာပြည်သူတွေယုံကြည်တဲ့သတင်းဌာနတွေအောက်မှာဆိုရင်ဒီစာဖတ်သူတွေဝင်ဝါသွားစိတ်မမှတ်ချက်ပြတာမျိုးတယောရာမျိုးအကြောင်းအရာအမားတွေနဲ့ဆက်ဆက်တာမျိုးသူတို့လှုပ်ဆောင်လေးရှိပါတယ်အခုချိန်မှာဒီအုံနဲ့ကျင်းနေဆိုပြီးတော့သူ တို့ရဲ့မှတ်ချက်တွေထင်ပေါ်သွားစေတာကတကယ်ပြည်သူစစ်စစ်တွေကတို့ရဲ့ရင်သွင်းခန်းစားချက်ထင်မြင်ယူဆချက်တွေကိုဒီဆိုရှယ်မီဒီယာမှာထုတ်ဖော်မပြောဆိုရကြတော့ပါဘူး။ဒါကြောင့်အခုချိန်မှာဒီတို့ရဲ့မှတ်ချက်တွေကပဲထင်သာမြင်သာရှိနေတယ်ဆိုတာကဖန်ဆီးခံရမှာကိုစိတ်ပူစရာမလိုဘဲနဲ့စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ဒီဝါဒဖြန့်ချန်နေတွေကဒါဆိုရှယ်မီဒီယာပေါ်မှာလွတ်လွတ်လပ်လပ်နဲ့ဒီမှတ်ချက်တွေပြုနိုင်တာကြောင့်မလို့ရှိနေတာလို့ The Reflect နေနဲ့တွေးရှိထားပါတယ်။ ုတ်ကဲ့လက်တလောဖြစ်ခဲ့တဲ့တပန်ရင်းမြုံတွေကဒီအိုထိန်တွင်းကျေးရွာကစတင်ကြောင်းကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာလေဒီစစ်တပ်ဘက်ကဒီသတင်းကမမှန်ကြောင်းဒီလေကြောင်းကနေပုံကျဲတာတွေကမဟုတ်ကြောင်းပေါ့နော်စသဖြင့်လူမှုကွန်ရက်တွေမှာရေးသားဖြန့်ဝေနေတဲ့ပေါ်ကိုရောဘယ်လိုမျိုးမြင်ပါတယ်လဲရှင် တော်လရင်အင်အားစုတွေကိုပုံဖြတ်တဲ့မှတ်ချက်တွေပြီးတော့ဒီလောက်လူအများကြီးသိတဲ့ဟာကလုံကြံဖန်သေးတဲ့ရိုက်ကွင်ဖြစ်တယ်ဆိုတဲ့အထိပါသူတို့ပုံဖြတ်ပြီးတော့ဖြန့်ချီကြပါတယ်ဒီလိုလူအစုလိုက်ပြုံလိုက်သိစေတဲ့ဒီလီချောင်းတိုက်ခိုက်မှုကဒီဒီပဲရင်မှတယ်မဟုတ်ပဲနဲ့ရှေ့မှာလည်းပစီကြီးတို့လက်ရက်ကုန်းတို့မှာစစ်ကောင်စီကကျူးလွန်ခဲ့တယ်ပြီးတော့လည်းသူတို့ညင်းဆိုတယ်ပေါ့နော်ပုံဖြတ်တဲ့အကြောင်းအရာတွေပို့ပြီးပြန့်နှံ့နေတယ်ဆိုတာကတော့စစ်တပ်ထောက်ခံသူတွေအနေနဲ့တရက်ကို ပို့ဘယ်နှခု share ရမယ် comment ဘယ်နှခုရေးရမယ်စသဖြင့်ပေါ့နော်အမိန်ထုတ်စိတ်ခိုင်းထားတာမျိုးကအာနာသိန်းစ2021ကလေးရရှိခဲ့တယ်ဆိုတော့သတင်းဌာနတွေရဲ့စုံစမ်းဖော်ထုတ်မှုတွေကသင့်တိရှိရတယ်လို့ဒီမြန်မာအကြောင်းရေးသားထားတဲ့ postman တွေမီဒီယာတွေနိုင်ငံတကာမီဒီယာတွေအောက်မှာတမလို့ချစ်သူတွေအနေနဲ့ပေါ့နော်တော်လန်ရေးတပ်ဖွဲ့ဝင်တွေဘလို့ကျူးလွန်ကြောင်းမှတ်ချက်ပြုဖို့ဓပုံရုပ်တန်တွေကအစာပေါ့နော်သူတို့ format ချထားပြီးတဲ့ဟာမျိုးကို the reflect အနေနဲ့တွေ့ရှိသိသိမှတ်တမ်းတင်ထားတာရှိတယ်။ ပြီးတော့ကျမတို့နောက်ထပ်သတိထပ်ပြုမိတာတကူကစစ်ကောင်ဆောင်ရဲ့နိုင်ငံခြားခရီးစဉ်တိုင်းနိုင်ငံတကာတာမတ်တွေနဲ့တွေ့ဆုံနိုင်မှာပေါ့နော်တော်လန်ရေးအုပ်စုတွေရဲ့ဒီကျူးလွန်မှုပေါ့နော်တရင်အမှန်တင်ပြခြင်းလို့အမိတတ်ထားတဲ့စာအုပ်တအုပ်ကိုလက်ဆောင်ပေးတာမျိုးကျမတို့တွေ့ရှိထားရတယ်အဲ့ဒီစာအုပ်ထဲမှာတော့ဘယ်ကြောင်ရာတွေအဓိကပါဝင်တယ်လဲအတိအကျမသိနိုင်ပေမဲ့စစ်တပ်လော်ဘီတွေဖြန့်ချိနေကြတရင်သူတရင်မှားဆက်ကြောင်းတွေဖြစ်နိုင်ခြင်းများမယ်လို့ခန့်မှန်းပါတယ်အဲ့တော့ဒီအကြောင်းအရာတွေကဒီဆိုရှယ်မီဒီယာတွေမဟုတ်ဘဲနဲ့နိုင်ငံတကာအတိုင်းဝ ိုင်းမှာလည်းပြန့်နှံ့နေနိုင်တယ်ဆိုတော့ကျွန်တော်တို့မြင်ရပါတယ်အခုလိုစစ်တပ်ကသူတို့ကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေဒီရာဇဝတ်မှုတွေကိုဖုံးကွယ်ခြင်းလို့အခုလိုမျိုးအစုလိုက်ဖွဲ့လိုက်လှုံ့ဆော်နေရလို့ထင်ပါသလားရှင်တခြားထင်မြင်ယူဆချက်တွေရှိရင်လည်းပြောပြပေးပါဦးပြီးတော့စစ်တပ်ရဲ့ဒီလူခွင့်ရေးချိုးဖောက်မှုတွေရပါတော့ဒီသူတို့တွေကပြစ်မှုကိုဖုံးကွယ်ဖို့ဒီဝါဒဖြန့်ချီတွေကို လက်နက်တပွဲစစ်စင်ရေးတပွဲပေါ့နော်အာနာရှင်တိုင်းကအသုံးပြုကြတယ်ပြည်သူရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်ကိုအကြောက်တရားနဲ့ချင်းချောက်ပြီးတော့ဒီပြည်သူတွေအတန်သိအောင်သူတို့လှုပ်ထားတယ်ပြီးတော့သူတို့သိစေခြင်းနဲ့အချက်လက်ကိုပဲပေးတည်တာမျိုးက သူတို့ရဲ့အာနာတီမြဲရေးအတွက်အာနာရှင်တိုင်းလို့လို့ကလှုပ်ဆောင်နေကြဖြစ်တယ်။အာနာသိန်းစစ်ကောင်စီကိုယ်တိုင်ကလည်းစစ်အာနာရှင်ဖြစ်တာကြောင့်ဒီလမ်းစဉ်ကိုကျင့်သုံးနေတာပဲဖြစ်ပါတယ်။အဓိကကတော့သူတို့ကအာနာတီမြဲလို့တယ်။သူတို့ရဲ့အတိုင်းအဝိုင်းအစုဖွဲ့အာနာတီမြဲရေးအတွက်လှုပ်ဆောင်နေမြေပြင်မှာစစ်ရှုံနေနေလေချောင်းကနေဘသူသေးသေးပြည်သူသေးလဲများများသေးအောင်သူတို့တိုက်ခိုက်တယ်။ကြောက်သွားပြီးနောက်တွန့်သွားပြီးသူတို့ကိုမခုခံရတော့အာနာမြဲအောင်လုပ်နေခြင်းလို့ပဲမြင်ပါတယ်။ ဟုတ်ကဲ့ပါဟိုတခြားအနေနဲ့ရောဖြည့်ဆွက်အတိပေးပြောချင်တာရှိရင်လည်းပြောပြပါအောင်ရှင်စစ်အာဏာရှင်တွေကသူတို့ကပြည်သူကိုအတန်တိတ်သွားစေခြင်းနဲ့သူတို့ရဲ့ကျူးလွန်မှုတွေကိုပျောက်သွားစေခြင်းပြီးတော့သူတို့ကသာကယ်တင်ရှင်ဆိုတဲ့ message မျိုးကိုသူတို့ကပေးသိခြင်းနဲ့စစ်အာဏာရှင်ကဒါရီကိုလိုချင်လို့ဝါသားဖြန့်ချီလုပ်နေတာလို့ပြည်သူတွေကကောင်းကောင်းနားလည်မယ်ဆိုရင်သူတို့လိုချင်တယ်လို့မဖြစ်အောင် ကျမတို့အတန်မြန်များထွက်ဖို့လိုပါတယ်။ဒါကြောင့်စစ်ကောင်စီတက်လို့ခြင်းတဲ့အတိုင်းမဖြစ်ဖို့သူတို့ရဲ့ဝါဒဖြန့်ချီရေးနီးနာတွေကဘလို့ဘာရီကိုသေချာသိဖို့လိုအပ်တယ်။ဘာရီကိုကာကွယ်ရမယ်ဆိုတဲ့အသီးသီးနဲ့ဆက်ပြီးတော်လှန်သွားကြဖို့ပဲဖြည့်ဆွတ်ပြောကြလိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။